ါရှင်မင်္ဂလာပါညီမရေဟုတ်ဘူးเนาะနောက်တစ်မိကုံတစ်ခုကလည်းခလာရောမိကုံနဲ့ခက်ဆစ်စင်ပဲဖြစ်မှန်းနေတူတယ်။အမအဲ့ဒါကြတော့တော်ပါမေးတာလဲဆိုတော့အသေးအင်ဆိုင်ဘာကြောင့်တက်တာလဲတဲ့။ပြီးတော့အသေးအင်ဆိုင်တက်လာရင် NDS ရှိလားပြီးလို့ရှိရင်စေကူတာဖို့လိုရဲဆိုလို့ရှိရင်ညွန်ကြားပေးစီလိုပါတယ်ဆိုပြီးတော့ပြောထားတာပါအမ။အဲလူနာရဲ့ဆိုလိုရင်းကနေသူအသေးအင်ဆိုင်တက်နေတယ်ဆိုတာ liver function test ကို ပြောတာနဲ့တူတယ်ညီမရဲ့။ liver function test မှာအသေး enzyme လို့အများစုခေါ်တယ်ပေါ့နော် ALT AST ဆိုတဲ့ enzyme ပေါ့နော်သူကအသေးရောင်ရင်တက်တဲ့ enzyme မြန်မာရဲ့အဲ့ဒါလေးတွေများနေလို့ ਨੇ တူတယ်အဲ့ဒါဆိုရင်တော့အမပြီးခဲ့တဲ့မိခွန်းတော့ဖြေသွားတယ်လို့ပဲပေါ့နော်ဖြစ်ရတဲ့အကြောင်းရင်းအသေးရောင်တော့ဟာ E ပိုးလာပေါ့နော်ဥပမာဆိုရင် တင်းရောင်တော့အေးဘိုးဆိုရင်အေးဘိုးကိုကူးလိုက်မယ်ပေါ့နော်အေးဘိုးကူးတာတော့တိတိပပကူးတုံးတော့မရှိဘူးဟုတ်ကဲ့ဟုတ်တော့စိတ်ရောကိုယ်ကနားယူလိုက်မယ်ဆိုရင်တော့ဒီတင်းရောင်တော့ရော့သွားနိုင်တယ်ပေါ့နော်နောက်တင်းရောင်တော့ဘီဘိုးပေါ့နော်ဘီဘိုးဆိုရင်လည်းတင်းရောင်နေပြီဆိုရင်ဘီဘိုးကိုကူးဖို့လိုမယ်ဟုတ်အတင်းရောင်တော့စီဘိုးဆိုရင်လည်းကူးဖို့လိုမယ်ညီမဟုတ်ကဲ့ဟုတ်အဲနောက်အရေးတောက်တာကိုဆင်ကျင်လိုက်မယ် အဝလွန်နေတာကိုဝေ့တေချပြီးတော့ဒိုင်ရက်တွေလုပ်ပြီးတော့ဟောဒီကိုလေးချိန်ကို short ချမယ်ဆိုရင်အသေးစီပုံကြောင့်လို့ဖြစ်တယ်အသေးရောင်တာဆိုရင်လည်းရော့ကျသွားနိုင်တယ်ညီမအဲနောက်ဆုံးအချက်ကညီမလေးလည်းစိတ်ဝင်စားတယ်လေ Harvard supplement တို့ပေါ့နော်အဲအဲ့ဒါတွေကြောင့်မလို့အသေးရောင်နေဆိုရင်လည်းအဲညီမတို့ဖြစ်တဲ့အကြောင်းရင်းကိုရက်လိုက်ပေါ့နော်အဲအဲ့ဒါဆိုရင်အသေးရောင်တာပြန်ကောင်းသွားနိုင် ပြန်ကောင်းသွားနိုင်တယ်ညီမရေ။ဆိုတော့အန်ဒီရရှိနိုင်လားဆိုတော့ကျမတို့ဇီဝလာတဲ့အချိန်မှာတိတ်နောက်ကျနေပြီပေါ့နော်။အဲမျက်လုံးတွေဝါတတိတွေလေအဲ့လိုဆိုရင်တော့အတန်ရရှိနိုင်တယ်။ဟုတ်ကဲ့ဟုတ်။ဒါမှမဟုတ်ယောဂလက္ခဏာခံစားရရင်စောစောစီစီခု စစစစဆရာဝန်နဲ့တိုင်ပင်ဖြစ်နိုင်မယ်ဆိုအဲဆရာဝန်နဲ့တိုင်ပင်ပို့တော့အကြံပြုပါတယ်မှာဟုတ်အဲ့ဒါဆိုရင်ဟိုကမနောက်တက်တယောက်လည်းထမီးထားတာရှိတယ်ဒီအသေးရောင်နာအသေးအင်ဆိုင်တက်တာနဲ့ပတ်သက်ပြီးတော့ဗောနော်သူကကျတော့ဒီလိုမျိုးယောဂတွေကနာတာရှိယောဂအဖြစ်ကိုလည်းပြောင်းသွားနိုင်လားဆိုပြီးတော့မေးထားတာပါမှာအဲနာတာရှိအသေးယောဂအဖြစ်ကိုပြောင်းနိုင်တဲ့အဲအခြေအနေတွေကလေအဲစောတော့အမပြောခဲ့တယ်လို့ပဲအဲတဲရောင်တော့ဘီဘိုးတို့စီဘိုးတို့ကနာတာရှိပြောင်းနိုင်တယ်အဲနောက်အရက်တောက်လို့မစင်မချင်းတောက်တော့လို့ ရေတောက်တာတက်တန်းကြလို့အသေးရောင်နေအသေးအသေးနာတာရှိယောဂာနေအသေး၆ကူးသွားတယ်ပေါ့နော်။နောက်အဝလွန်အောင်မကူပဲထားမယ်ဆိုရင်လည်းအသေး၆နိုင်တယ်။ဒါဆိုနာတာရှိကတော့ဒီယောဂာတွေကဖြစ်တာများတယ်ညီမ။အဲ့ဒါဆိုရင်ပေါ့နော်တချို့အသေးယောဂာတွေကပဲဒီနာတာရှိအသေးယောဂာကိုဖြစ်စေတာပေါ့နော်မ။ဟုတ်တာပေါ့ညီမရဲ့။ဟုတ်ကဲ့။အဲနောက်တစ်မိန့်ကုန်းတစ်ခုကတော့ပေါ့နော်လူတွေတော်တော်များများလေးဖြစ်လေရှိကြတယ်ပြီးတော့တော်တော်များများလေးစိတ်ဝင်စားကြတယ်ပြီးပိုးစီပိုးအကြောင်းပေါ့နော်မ။တွားကြတော့ဘယ်လိုလဲမိထားလဲဆိုတော့ပြီးပိုးစီပိုးကဒီအချိန်တိုအတွင်းမှာပေါ့နော်ကုသလို့ ှင်အမြင့်ပြက်ပျောက်ကင်းနိုင်လာတယ်ပြီးတော့ဘလို့ကုထုံးနေနဲ့ကုသလို့ရှိရင်ပျောက်ကင်းနိုင်တယ်ဆိုတာလေးလေးမေးထားတာပါအမအဲဘီဘိုးနဲ့စီဘိုးဆိုရင် ပေါ့နော်ညီမမေးတယ်လို့အချိန်တိုအတွင်းမှာကုနိုင်တာတော့စီဘိုးပေါ့နော်စီဘိုးကတော့ညီမတို့3လသို့မဟုတ်6လပေါ့နော်စီဘိုးသေးသေးတောက်ရင်ပျောက်ကင်းဖို့ရာခိုင်နှုန်းပေါ့နော်90 95ရာခိုင်နှုန်းရှိတယ်ညီမအဲ့လိုဆိုတော့ချိန်တို့ပျောက်တယ်ပေါ့เนาะဟုတ်တယ်ဟုတ်အဲဘီပိုးကြတော့လေကျမတို့ကုကုတုံးနေနေဆိုနှမျိုးရှိတယ် ပေါ့နော်ထိုးစေးကူတုံးနဲ့စားစေးကူတုံးပေါ့နော်ဟုတ်ကဲ့အခုလက်ရှိနေထားမှာတော့ကျမတို့စားစေးကူတုံးနေပဲသုံးလို့ရတယ်ပေါ့နော်ထိုးစေးရတော့တနှစ်ပတ်လုံးထိုးရတယ်တပတ်တစ်ခါထိုးရတယ်ပေါ့နော်အဲ interferon ဆိုတဲ့ဆေးတွေပေါ့နော် back later interferon ဆိုတဲ့ဆိုဆေးတွေအရင်တော့တော့မအားလို့သုံးခဲ့ဘူးတဲ့သူကတော့တနှစ်ပဲထိုးပြီးတော့အာသူရက်ထားတယ်စားစေးရကြတော့လေစားစေးရကြတော့ပေးပြီဆိုရင် လောင်ထမ်းပေါ့နော်ရေရှည်တာပါတယ်ညီမရေအဲ့လိုဆိုတော့ဘီပိုးကတော့ကုကုမယ်ဆိုရင်ညီမတို့ရေရှည်ကုရတယ်ကုတုံပေါ့နော်ရေတို့လေးခဏလေးကုရတယ်ကုတုံမျိုးတော့မဟုတ်ဘူးညီမရေနော်အဲ့ဒါဆိုရင်လေဒီပေါ့နော်မေခွန်းနေရဲမှာတမိဒီ interferon စေးထူတာနဲ့ပတ်သက်ပြီးတော့မေးထားတဲ့လူနာတယောက်ကိုလည်းတွေ့လိုက်တယ်မှာသူကကျတော့အသက်90ရှိပါပြီတဲ့ဒီလွန်ခဲ့တဲ့10နှစ်တုန်းကပေါ့နော် interferon စေးကိုသူထိုးခဲ့တယ်အခုကျတော့သူစေးဆက်တောက်နေလို့မဲ့ပေါ့နော် သူကအသက်လဲကြီးပြီဆိုတော့ဒီဆေးတောက်တာကိုရက်ချင်တယ်လို့ပြောပါတယ်မအဲ့ဒါရက်တင်မရက်တင်လည်းအကြံပေးစီလိုပါတယ်ဆိုပြီးမိထားတာပါအမအဲတီလူနာမဆိုရင်တော့လေဘီပိုးသေးဆေးတောက်အချင်းရရွယ်ချက်ပေါ့နော်ဘာဖြစ်လို့ဆေးတောက်တာလဲအမတို့ရှာပွေရတယ်ပေါ့နော်တကယ်လို့ဒီလူနာအသေးချောက်နေတယ်ဆိုရင်တော့ဘီပိုးသေးဆေးတောက်အောင်မယ်ပေါ့နော်သူ့ရဲ့မျိုးရိုးထဲမှာ family history မှာပေါ့နော်သူရဲ့အဖေတို့အမေတို့ညီကိုမောင်နှမတွေမှာအသေးအသေးချောက်တဲ့ကင်ဆာရှင်နဲ့ဆက်တောက်တဲ့နေမှာဟုတ်ကဲ့ဟုတ်။အော်ဒီလူနာမှာ ကိုမော်ဘေး condition တွေပေါ့เนาะဘာတွေလဲစီးကျူရှိလားသွေးတိုးရှိလားအဝလွန်နေရှိလားဒါဆိုရင်လဲဆေးဆက်တောင်းအောင်ပါပဲညီမ Now ကျမတို့ကဒီအသက်80ကျော်အမျိုးသားမှာပေါ့เนาะပြီးပိုးဆေးတောင်းနေပြီဆိုရင်ကျမတို့ရဲ့ရည်မှန်းချက်ပေါ့เนาะအဲရည်မှန်းချက်ကဘာလဲပေါ့เนาะအသေး6အသေးကင်းစာမဖြစ်ရေးဆိုရင်ကျမတို့ကပြီးပိုးသေးစေကိုထောက်ရှောက်တောက်သုံးနေပါတယ်ဆိုတော့အသက်80ကျော် လူနာကြတော့လေအယိုးလည်းမထီတယ်ပေါ့နော်ဟိုကြောက်ကက်ကိုလည်းမထီတဲ့ဆေးတွေတော့တောက်တုံးလို့ရပါတယ်အဲ့ဒါမျိုးလေးတွေကိုရွေးချယ်ပြီးတော့တောက်ဟုတ်ကဲ့ဟုတ်နော်အဲ့ဒါဆိုရင်တော့ဆေးကတော့ရက်လိုက်လို့မရဘူးဆက်ပြီးတော့တောက်တင်တယ်လို့တော့ကြံပေးတာပေါ့နော်ဟုတ်ကဲ့ညီမရေဟုတ်ကဲ့ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဆေးတောက်ခြင်းဖြင့်အကျိုးရှိတယ်ပေါ့နော်တဲချောင်းတဲခင်စာမဖြစ်ဘူးပေါ့ဟုတ်ကဲ့ပါအမဟုတ်အဲ့လိုရှိမှန်းချက်တယ်မအားလို့ပေးလေးရှိပါတယ်ဟုတ်ကဲ့ဟုတ်နော် ဟုတ်ဟွာပေါ့နော် နောက်ထပ်လုံတာတယောက်မေးထားတာတွေကကြတော့သူကအသိအင်ဆိုင်ဓာတ်မှန်စစ်စစ်ချက်တွေအကုန်ဖြည့်ကောင်းတယ်ဘူပိုးစစ်တော်လည်းဒီဘီပိုးကောင်ကြီးက2000အောက်ကိုရောက်နေတယ်ပေါ့နော်အဲ့အတွက်သူဘီပိုးသက်စေတောက်ရမလားဆိုပြီးတော့မေးထားတာပါအမအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြည့်ရမယ်ဆိုရင်ပေါ့နော်အဲသူကအားလုံးတော့ကောင်းတယ်နော်မယ်ပဲပေါ့နော်ဘူကောင်ကြီးက2000အောက်ဆိုရင်တော့ကျမတို့အရင်တော့ကတော့ပေါ့နော်အရင်တော့ကဘယ်ချိန်မှာကုမလဲလို့ ဟိုကျမတို့ပြီးခဲ့တဲ့9နှစ်ကျော်လောက်ကပေါ့နော်အဲဆုံးဖြတ်တဲ့အခါကျအသေးရောင်ရင်ကုမယ်ပိုးကောက်ရင်2000ကျော်ရင်ကုမယ်ပေါ့နော်နောက်တခြားအချက်လက်တွေလည်းကြည့်သေးတယ်ပေါ့နော် ကျမတို့အာရှဆိုရင်အသက်40ကျော်အဲဒီမျိုးရိုးထဲမှာလည်းအသေး6တဲ့ကင်ဆာရှိတယ်ပေါ့ဖက်ဒီ family history first degree တွေမှာပေါ့နော်ရှိမယ်အဲနောက်ပြီးကြတော့ကုမောပြိတ်ပေါ့နော်တခြားယောဂါတွေနဲ့လည်းတွဲတယ်ဆိုရင်ဘီဘိုးကိုကုဖို့အတွက် တိုက်တွန်းတယ်ပေါ့နော်ပိုးောက်ရင်2000ကျော်ရင်တော့ကုပေးကြရတယ်ရှင်ဒါမဲ့လို့အခုနောက်ပိုင်းမှာကြတော့လေ treat all policy ဆိုတာတချို့အာရှနိုင်ငံတွေမှာတုံးလာကြတယ်ပေါ့နော်ပြီးပိုးရှိရင်တော့အခုလာအခုလိုက်တော့ဆိုမှအဲ့လိုမျိုးလေးလဲတချို့အဲဒီအသေးဆရာဝင်တွေကလေလက်ခံလာကြတဲ့အတွက်ကြောင့်မလို့ဟိုမကုခင်တော့ကျမတို့ကအသေးချာတော့မားတယ် ျမတို့ကုပေးမဲ့ဗီဘိုးဆေးရတော့တောက်တောက်ဆေးပေါ့နော်တောက်ဆေးဒီနိုဖိုဘီယာတို့အန်တီကေဘီယာတို့ဒီနိုဖိုဘီယာအလက်ဖန်နမိုက်တို့ဒီလိုဆေးတွေရှိတယ်လေရှိတော့ဒီလူနာကိုလည်းတေချာရှင်းပြရတယ်ဆေးတောက်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရေရှည်တောက်ရမယ်တက်နိုင်ရလားပေါ့နော်တက်နိုင်တဲ့လောင်တန်းပေါ့နော်ရေရှည်ကိုတောက်ရမှာရာသပန်တောက်ရမယ်အတွက်ကြောင့်မို့ patient ကလည်း agree ဖြစ်တယ်ဆိုရင်သူကလည်းအသေးယောဂါတွေဖြစ်မှာကြောက်တယ်ဆိုရင်တော့ ဒီ tree all policy ရဆိုရင်တော့ဟိုဘီပိုးတည်စီပေးမယ်ဆိုရင်လည်းပေးလို့ရပါတယ်အော်ဟုတ်ကဲ့ဟုတ်အဲနောက်တစ်ခုကပေါ့နော်မိကုန်းတစ်ခုလေးတက်ရှိသေးတယ်။အမတူကကြတော့ဒီ BPO ရှိပြီးတော့အသေးချောက်လို့ရှိလို့ရှိရင်ပေါ့နော်ဘလိုမျိုးဆောင်ရယ်ဆောင်ရယ်လေးတွေပြုတ်လုတင်လဲဆိုတာလေးမေးထားတာပါအမ။အဲ BPO အသေးချောက်ဆိုရင်တော့ကျွန်မအမကျင်တာတော့လေအဲ BPO သေးစီရတပ်ပန်တော့ပေါ့နော်။ဟောဈေးကိုပုံမှန်လေးပုံမှန်အချိန်လေးမှာပုံမှန်တောက်ရမယ်။အသေးစရာဝယ်ရဈေးဖြတ်ဖို့ပြောမှာပဲ။ ဈေးဖြတ်စီခြင်းတယ်အများစုကတော့ဈေးမဖြတ်ပါဘူးဟုတ်ကဲ့ဟောဒီဘီပိုးသေးသေးကိုတစ်နေ့တစ်လုံးတောက်သုံးခြင်းအဖြစ်သူ့ရဲ့အသေးချောင်ရောကမဆိုးတော့ဘူးအသေးကင်းစာကိုလည်းအတန်အသင့်ကာကွယ်နိုင်နေပုံနော်နောက်ရှောင်းရံလေးတွေကတော့ပုံနော်အာဒီအရက်အရက်ဘီယာတွေအဲ့ဒါတွေမထောက်သင့်ဘူးအော်နောက်ကျမတို့ကာချာမှာပေါ့နော်ဘီတယ်ချူရင်းဆိုတာလေအဲကိုယ်နေစားကြတယ်ပေါ့နော်အဲ့ဒါလေးကလည်းအသေးကိုထိခိုက်စေတတ်တော့ဟုတ်ကဲ့ဟုတ်နောက်အလွယ်တကူပေါ့နော်ဆေးတွေကိုလေ အဲတဲချောင်းနေတဲ့လူလွယ်တူဆေးတွေတော့မတောက်တော့သင့်ဘူးတကယ်လို့အဝလွန်နေရင်လည်းဝိတ်ကိုထိမှာပေါ့နော်အဲ့လိုမျိုးလေးတော့မှားချင်ပါတယ်ဟုတ်ကဲ့ပါမဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဒီမှာအဲဘီပိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ဆုံးမိကုန်းလေးတစ်ခုကတော့ဘီပိုးရှိမိခင်ကဒီကိုဝင်ဆောင်တဲ့အချိန်မှာဘီပိုးအတွက်ကုသမှုကိုခံယူတင်လာဆိုပြီးတော့မိထားတာပါအမအဲဒီမိခင်မှာဆိုရင်တော့ကျမတို့လေဘီပိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူ ကိုဝင်ဆောင်ခြင်းသူတိတဲ့အချိန်အစပြီးတော့အသေးရောင်လေးလားစစ်ဆေးတင်နေညီမရဲ့အသေးအင်ဆိုင်တက်နေလားဘောတော့နောက်ပြပိုးကောင်ကြီးလေးစစ်ကြည့်တင်နေစစ်ကြည့်တင်နေမှာညီမရဲ့နောက်အထွတ်ဆောင်ကောင်းရင်လားဘောတော့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါဒီစစ်ဆေးလိုက်လို့အသေးလေးရောင်နေတယ်သို့မဟုတ်ဘောတော့ပြပိုးကောင်ကြီးကြည့်လိုက်တော့ပိုးကောင်ကြီးကနှစ်သိန်းကျော်နေတယ်ဆိုရင်ကိုဝင်ဆောင်ချိန်ပေါ့နော်ကိုဝင်ဆောင်24ဘက်ကနေ28ဘက်အတွင်းမှာပြပိုးတည်စေပေါ့နော်အဲဒီနိုဖိုဘီယာ အခုတောက်သုံးတင်ပါတယ်။ဘယ်ချိန်ထိတောက်တင်လဲဆိုတော့သူကမွေးပြီး၄ဘတ်တော့မဟုတ်၁၂ဘတ်အထိပေါ့နော်။သူ့ကိုတောက်သုံးတင်တယ်။ပြီးတော့၁၂ဘတ်ကြာမှကျမတို့စီကိုပြန်လာပြလို့ဆက်ပြီးတော့တောက်ဖို့လိုအပ်တယ်လို့ရင်တော့ဆက်ပြီးတော့ပေးတယ်ညီမရဲ့။အဲတောက်သုံးဖို့မလိုတော့ဘူးဆိုရင်တော့ဈေးကိုရက်ပြီးတော့မှသူ့ကို ကျမတို့ဒီပြန်ပြီးတော့ follow up ပုံเนาะပြန်ပြဖို့အတွက်ခေါ်ပါတယ်ညီမရေเนาะဟုတ်ကဲ့ပါအာဒီနောက်မေးခွန်းတစ်ခုတွေ့တယ်ညီမရေအဲယူယူမွေးတာကောင်းလားခွဲမွေးတာကောင်းလားပေါ့เนาะအဲ့ဒီမေးခွန်းလေးကိုဖြေရမယ်ဆိုရင်ကျမတို့သဲဆရာဝန်နေနေတော့ခွဲမွေးခွဲမွေးပါလို့တော့မတိုက်တော့ပါဘူးเนาะဆိုတော့အဓိကကျမတို့ရဲ့ရည်မှန်းချက်ကဒီအမိခင်ကနေကလေးကိုကူးစက်နေမှုရှော့ချတာပေါ့အဲ့ဒါကြောင့်မို့ပိုးကောင်ရများတဲ့လူမှာ အဲပိုးကောင်ရေများတဲ့မိခင်နေမှာပေါ့နော်မိခင်နေမှာပိုးသေးသေးကိုတောက်တုံးနေရဖြစ်ကလေးကိုကူးဆန်တော့ရောချတယ်ပေါ့နော်အဲဒါကြောင့်မလို့အဲကလေးမွေးပြီး၄ဘတ်တော့မဟုတ်၁၂ဘတ်လောက်အထိပြီးပိုးသေးသေးကိုတောက်တုံးပါလို့ကျမတို့ကအမြဲတမ်းပေါ့နော်ကျမ်းမာရေးဒီပညာပေးရပါတယ်ရှင်အဲတခုပေါ့နော်တမီးတို့တည်တာကကြတော့ဒီဘီပိုးက တောက်ဒီပိုးစေးကပေါ့နော်တောက်ပြီးပြီဆိုလို့ရှင်ရသက်ပန်လုံးတောက်ရမယ်ဆိုပြီးတိထားတာပေါ့နော်အခုကျတော့ဒီကိုဝင်ဆောင်မမေကကျတော့မွေးပြီးတော့ဆက်နှစ်ပတ်ထီပဲဒီပိုးစေးကိုတောက်တင်နေဆိုတော့ဟိုဘယ်လိုမျိုးကွာချောင်းမှုရှိနေဆိုတာလေးလဲအဲ့ဒါလေးတစ်ချက်သိချင်ပါတယ်ဘုံမ ဟုတ်တာပေါ့เนาะညီမရဲ့အဲ့လိုဆိုတော့ကျမတို့ဘီပိုးဆေးတောက်ပြီးတော့ဒီဆက်နှစ်ပတ်မှာမိခင်ပြန်လာတဲ့အခါကျရင်ကျမတို့ဆက်တောက်တင်မတောက်တင်ပေါ့เนาะဘီပိုးဆေးတောက်ဖို့အတွက်လိုအပ်လားပေါ့เนาะအဲ့ဒါတွေပြန်ပြီးတော့သုံးသပ်ပါတယ်သုံးသပ်ပြီးတော့တောက်ဖို့လိုတယ်ဆိုရင်တော့ဆက်ပေးတယ်ပေါ့เนาะအဲ့ဒါတွေကဘယ်အချက်လက်တွေပေါ်မူတည်းသူ့ရဲ့ age factor တို့ဒီ family history of အာဒီမိသားစုထဲမှာအသက်6တဲ့ကိစ္စမျိုးမျိုးတို့သူ့ရဲ့ ကိုမော့ဖစ်ပေါ့နော်အရင်ကလည်းပြောခဲ့တယ်ပေါ့နော်ရှေ့မှာလည်းပြောခဲ့တယ်သူမှတခြားယောဂါတွေရှိနေသလားအဲ့ဒီနေထားပုံမှာမူတည်ပြီးတော့ကျမတို့ဆုံးဖြတ်ပါ